မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ရန်သူပါလူလူနဲ့အချိန်ယူပြောင်းလာတာအခုဆိုရင်2025ရဲ့ဆယ်လပိုင်းကိုရောက်ရှိလာပြီဒီ2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာဗုဒ္ဓဖူးရဟူတာသမီမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ဒီတလှတာတော်တွေမှာဘယ်ယာရီယာအကျိုးပေးအားတာကောင်းမှုပြီးတော့ကံကောင်းစေမလဲဘယ်ယာရီယာတတိချဆင်ရမလဲဆိုတာကိုဗုဒ္ဓဖူးရဟူတာသမီမိတ်ဆွေများအတွက်အောက်တိုဘာတလှစာခေါ်စရာနဲ့ချောင်းရံဆောင်ရံတက်စရာကပြောပြပြီးမှဖြစ်တဲ့အတွက် ဗုဒ္ဓဘုရားဟောတာမိမိတ်ဆွေတွေဘယ်ကနေကြည်နေရလဲဆိုတာဆရာကိုအမှတ်ပြကြပါဘူး။ဥစ္စာပထမဗုဒ္ဓဘုရားဟောတာမိမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပြာမှန်မြဝိပွားကြပါစေကြောင်းဒီကနေဆရာကမေတ္တာပို့ဆူကောင်းထောက်ပနာပြုသလိုက်ပါတယ်။ဗုဒ္ဓဘုရားဟောတာမိမိတ်ဆွေတွေအတွက်ဆရာငွေဝင်စေတဲ့ကာရလေးတစ်ပုဒ်ဥစ္စာလက်ဆောင်ပေးခြင်းပါတယ်။အဲ့ဒါကတော့မိတ်ဆွေတို့ဆရာအများအားပြောနေကြတိမာပါအရဟံဗဟိအန္တဆီယံသူကရံအမိတံဝိရဇံလာလိတံအတုရံစရဏံတိပုဗ္ဗံဗ တမန်ယမကန်တုကဒံတရဏံပရမာမိဇိနံဆိုတဲ့ကာတာဒါမန္တလေးတောင်ဆရာတော်ယတိဥက္ကဏီရဒနာသိတိလို့ခေါ်တယ်ငွေဝင်ကာတာလေးကိုတနည်းကို28ခေါက်တိတိသုံးမဟုတ်လဲတစ်ခါရွရင်တစ်ဖက်ကို28ခေါက်တိတိရွတ်ပါငွေကြီးနဲ့ပတ်သက်လာရင်တကယ်ကိုကျင်းသေးအဆင်ပြေတယ်ဆိုတဲ့အကြောင်းနဲ့ဘုရားခုရတော်တာသမီတွေဟာလက်ရှိဇာတာကိုမဟောမီလက်ရှိဒီတလားဇာကိုမဟောမီမှာမိတ်ဆွေတို့ကဒီကာတာလေးကိုရွတ်ဆိုခြင်းအပြင်ငွေကြီးကံကောင်းစီတာအသေးချာပြကြောင်းစီတာကလက်ခံောင်းခတ်ပြောရင်းနဲ့ ဒလဆာဆရာတို့ရှေ့ဆက်ကြည့်လိုက်ရအောင်ဒလဆာမပြောမိမှာရန်ကန်နားမှာမန္တလေးဆရာရောက်နေပါတယ်မန္တလေး84 24 25မှာအစာဟိကွန်တုံမှာရှိပါတယ်ဆရာနဲ့ AC Bright တွေ့ကျင်တဲ့မိတ်ဆွေများဆက်ရှိဖို့အဲရက်ချင်းတော်ကြူပေးပါရက်ချင်းကတော့ခွန်ကိုတုံညာနှစ်ဖို့တုံညာလေးတစ်ချောက်790290416ဟိုကအဲ့ Telegram ဆရာငယ် Facebook page Messenger ငါကိုဘေးဒင်းမီးမြန်နံပါတ်မှာပဲဆရာရှိပါဆရာမန္တလေးရပါဆရာနဲ့တွေ့ကျင်လို့ပါဆိုပြီးတော့ဆရာဖုန်းနံပါတ်နဲ့လိပ်စာလေးပဲပေးပါ ဆက်ဘက်ကကွန်တက်လုပ်ပြီးဘယ်အချိန်ရလဲဆိုတာပြန်ပြောပေးပါမယ်။အရှာရှိရမိတ်ဆွေတွေကိုလည်းဆရာအေးစစ်စစ်လေးပဲတွေ့ပေးခြင်းလို့ပါ။ကောင်းပြီဒါဆိုကိုတခုရအောင်တာသမီးတွေအတွက်စားလိုက်ကြရအောင်။ဒီ2025ခုနှစ်အောက်တိုဘာလအတွင်းမှာဘုတ်တခုရအောင်တာသမီးမိတ်ဆွေများဘာကိုဖြစ်ဖြစ်အမိခံလုပ်ခြင်းဥဆောင်လုပ်ခြင်းတွေချိတ်တူစားလဲလုပ်ဆောင်ပါ။ အားသာရင်ကန္တရာရဲ့အထောက်အကူကိုရရှိတတ်တော်လာဖြစ်တဲ့အတွက်ဘုရခုရောက်သမီးမိတ်ဆွေတွေဟာဒီလာတာတော်တွေမှာဘာဖို့ဖြစ်ဖြစ်ရှေ့လို့ဆောင်ရွက်လှုပ်ဆောင်ခြင်းဘာဖို့ဖြစ်ဖြစ်မိမိကိုယ်တိုင်ဥစည်းဥစားလှုပ်ခြင်းအမိခံလှုပ်ခြင်းစိုင်းလို့တင်လှုပ်ခြင်းတွေပုဂ္ဂိုလ်တိုင်းရှေ့တိုးပြီးတော့ဘာဖို့မဆိုရတန်နေတော့အလုပ်ရက်စင်းနေတော့အလုပ်ပြက်တန်နေတော့အလုပ်အဲနှီးကွေးနေတော့အလုပ်တွေကိုကိုယ်ကိုယ်တိုင်ဥဆောင်ပြီးတော့လှုပ်လိုက်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိတဲ့ကာလဖြစ်ပြီးတော့အမိခံလှုပ်ခြင်းစိုင်းဘုတ်တင်ခြင်းဘာဖို့ဖြစ်ဖြစ်ကိုယ်ကိုယ်တိုင်းရှေ့တိုးဥဆောင်ပြီးတော့လှုပ်ရင်ဘယ်ရာကိုမဆိုဥဆောင်တလား ကံဟာစူးစမ်းရင်စူးစမ်းတော့အောင်မြင်ခြင်းတိုးတက်ခြင်းနဲ့ရရှိမှာဖြစ်ကြောင်းနဲ့ပြီးခဲ့တဲ့လတွေမှာဘလို့ပဲညံ့ငယ်ညံ့ငယ်ချစ်ဆက်ပြီးတော့ရဲစိတ်မန်စိတ်နဲ့ရာစစိတ်တာပြင်ထားရင်အောင်မြင်တိုးတက်စီမှာအတိအကျပဲဖြစ်ကြောင်းဆရာကပြောကြားလို့လေကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာရင်တော့ခေါင်းမူးတာမျိုးခေါင်းကြိုက်တာမျိုးတွေအနေနဲ့ဖြစ်ရတာမျိုးတွေဖြစ်ရတတ်တယ်လို့ညာအိတ်မပြောတာမျိုးမျက်စိအာရုံပြောနေပတ်သက်တော့ကျမ်းမာကြီးတွေအနေနဲ့ဖြစ်ရတတ်တော့ကာလဖြစ်တယ်အမျိုးသမီးတွေဆိုရင်တော့ အသွေးသားနဲ့ပတ်သက်သောကျန်းမာရေးလေးတွေသွေးတိုးသွေးတက်အချိန်ကရှိတဲ့မိတ်ဆွေများဖြစ်စေသွေးနဲ့ပတ်သက်သောအရာလေးတွေမှာသတိပြုဆင်ခြင်ပေးရလိုအပ်ကြောင်းနဲ့အမျိုးသမီးတွေဆိုအမျိုးသမီးယောဂါတွေဖြစ်တာမျိုးလေးတွေဒါမျိုးတွေနဲ့ပတ်သက်လို့အဲသတိထားဆင်ခြင်ပေးရတော့တော့လိုအပ်သောလှဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါစီအလုတ်ကိုင်အလုတ်ကိုင်နဲ့ပတ်သက်ရင်အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆရာဇက်ပေါ်ပြပေးပါစီဒီနေ့တော့25ခုနဲ့ဆယ်လပိုင်းတွင်မှာဘုဒ္ဓဘုရားဥဒသမီးတွေနေနဲ့အကျိုးပေးသောလုပ်ငန်းတွေဆိုရင်အိုးအိမ်ရှာနေတဲ့ပတ်သက်သောလုပ်ငန်းတွေရှိလို့ဆိုင်အောင်လုပ်ဆောင်မှာ ကိုပိုင်လုပ်ငန်းစတင်လို့တဲ့မိတ်ဆွေတွေဘာကြောင့်နှောင့်နှေးတုံ့ဆိုင်နေတာတော့ရှေ့သူဆောင်ရလှုပ်ဆောင်မှာမိမိမှာအကြံစီလည်းရှိတယ်အတွေးခေါ်ကောင်းလည်းရှိတယ်ဆိုရင်တော့အမိခံပြီးတော့မူရှအောင်မြင်ရမယ်ဆိုတဲ့စိတ်မျိုးနော်မြေကြီးကလက်နဲ့ပုံလွှဲမယ်ငါဟာအောင်မြင်ရမယ်ဆိုတဲ့အဲရှေ့သူဆောင်ရပြီးတော့တန်တိတ်ချန်ရှာပြီးလှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာကံရဲ့အထောက်ပံ့နဲ့ကြိုးစားမှုနဲ့အားတာကောင်းမှုပြီးတော့ကြိုးစားရင်ကြိုးစားသလောက်ရရှိစေမယ်လားဖြစ်တဲ့အတွက်ဘုတခုရအောင်သမီးမိတ်ဆွေများကိုကတော့ချစ်တိုးပြီးတော့အောင်မြင်အောင်တာကိုကစွမ်းဆောင်မှုပဲလိုအပ်ပါတယ် စပစ္စည်းဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။စံစီစေးစားစပစ္စည်းနဲ့ပတ်သက်တာမျိုးစားတောက်ကုန်လုပ်ငန်းတွေဆက်တော်ရေးဆိုင်ရာလုပ်ငန်းတွေစာချုပ်ကိစ္စတွေရုံးကလနာကိစ္စတွေအဲအရှိချာစတင်လုပ်ဆောင်တဲ့လုပ်ငန်းတွေအစုရှယ်ယာစုကြီးနဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တို့ဆိုင်ရာလုပ်ဆောင်တာမျိုးတွေဟော ဟိုစနလိုပေါ့အထယ်လေးလုပ်ငန်းလေးတွေအဲအလှဆင်ဒီဇိုင်နာ graphic ရေးတဲ့ဒီဇိုင်နာလုပ်ငန်းလေးတွေကွန်ပျူတာကိုကြောက်ကိုတဲကိုအစရှိတဲ့လုပ်ငန်းလေးတွေနဲ့ပတ်သက်လာရင်ဘာလို့မဆိုရှေ့တိုးဆောင်ရလို့ဆိုရင် အားသာခြင်းတိုးတက်ခြင်းတွေကောင်းမွန်ခြင်းတွေရရှိစေမှာအသေးချာပဲဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြရခင်ဗျာဒါအပြင်အထယ်လေးနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်အဲထို့အပြင် ်ထင်ပေါ်ကျော်စောနေတဲ့လုပ်ငန်းလေးတွေ OA ရှန်နေနဲ့ပတ်သက်သောလုပ်ငန်းလေးတွေတပည့်လက်သားအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့တပည့်လက်သားသားသမီးတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုလှုပ်ဆောင်တဲ့လုပ်ငန်းလေးတွေအမှုကိစ္စဖြစ်နေသူတွေအမှုကိစ္စနိုင်ခြင်းမျိုးလေးတွေဂျုံအားတက်တယ်လို့ အဲချီတိုဆာလည်းလွတ်ဆောင်လို့လည်းကောင်းတယ်ဘာသာရှားလူမျိုးရှားအကျိုးပေးတတ်တယ်ပလတ်စစ်ပစ္စည်းဆိုလာတွေဝင်တတ်တယ်လို့ဆိုင်ကယ်တို့ကားတို့တန်ဖိုးရှိတဲ့အရာတွေဝင်လာတာမျိုးတွေကြုံရတတ်တယ်လို့မိမိမိသားစုတွေမှာမင်္ဂလာသတင်းလေးတွေအကောင်းဆုံးသတင်းလေးတွေဆွေမျိုးသားချင်းချင်းချလေးတွေမှာမင်္ဂလာသတင်းတို့အမှုသတင်းတို့ကိုကျင်းပပေါ့ကြားရမယ့်ကာလဖြစ်တတ်တယ်လို့မိစေတို့အနေနဲ့အလားကုန်ဆိုင်ရာလုပ်ငန်းတွေဟောစနလို့ပေါ့မိတ်ဆွေတို့အနေနဲ့ဖန်တီးယူရတဲ့ creation ဆိုင်ရာလုပ်ငန်းတွေကိုပိုင်လုပ်ငန်းအတွေးခေါ်နဲ့ပတ်သက်တဲ့အကြံစီတွေကိုရှေ့တိုးဆောင်နဲ့လှုပ်ဆောင်ခြင်းဟော အားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်။ငကူကရာဟုလုပ်ငန်းကိန်းကနဲ့ပတ်သက်ပြီးရာဟုတိုးပါမလားလို့မျှော်လင့်နေတဲ့မိတ်ဆွေများအထောက်တာပြင်ထားပါ။ရာဟုတိုးဖို့ရာဟုတက်ဖို့အတွက်ကံရရရဲ့အထောက်အကူကိုများစွာတင်းတင်းရရှိတတ်သောကာလဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ ်ဟိုဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့ဟိုစတင်လှုပ်ဆောင်လို့လည်းမိတ်ဆွေများခြေတူဆောင်ရလှုပ်ဆောင်ခြင်းတွေဟာအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်တယ်လို့နဘူကအိုးအိမ်ချမ်းမြေစောင့်နေတဲ့မိတ်ဆွေများတန်းလန်းဖြစ်နေတဲ့မိတ်ဆွေများပြီးပြတ်အောင်ဆောက်ရမယ့်ကာလအခွင့်အလမ်းကောင်းတွေချဖို့ရရှိအောင်တိုးတက်မယ့်ကာလဖြစ်တယ်လို့အိုးအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးစောင့်ရှင်နေသူတွေအိုးအိမ်ချမ်းမြေစောင့်ရန်အတွက်ကိုအခါအခွင့်တင်တာမျိုးပိုင်ဆိုင်ရတာမျိုးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာ မိမိတစ်ချိန်တစ်ခါကကူညီခဲ့ဘူးသောပုံကိုယ်ရဲ့အကူအညီကိုရရှိတာမျိုးလေးတွေကိုမထင်မှမမျှော်လင့်ထားသောငွေကြီးလေးတွေနဲ့ပတ်သက်လို့လုံငယ်ချင်းနဲ့အုံနဲ့တိုင်းနဲ့ဝင်လာတက်တက်လာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးထီထိုးတဲ့ထီကန်ဆန်းတဲ့နေဆိုတဲ့နေရာမှာဆရာကြားပြပြောပြရသည်တချို့မိတ်ဆွေတွေကထီပေါက်တယ်ဆိုတဲ့နေရာမှာအောင်ပါလေထီပြီးပေါက်မှာထိုင်းထီပြီးပေါက်မှာထီထောက်ပေါက်တာမဟုတ်ပါဘူးရတနာပုံစိုက်ကြီးနဲ့စိုက်တဲ့အခါတားရွှေဦးထန်လာတဲ့အခါကန်ဆာကကောင်းလာရင် ထီပေါက်တယ်လို့အစဉ်ပြေပြီးတော့ငွေကြီးတွေလုံးနေရင်လည်းပိုင်ဆိုင်လာတာကိုလည်းထီပေါက်ကံဖြစ်ကြောင်းဇာကထက်လောင်းပြောကြလိုက်ကြတယ်ခင်ဗျာနော်အဲထီပေါက်တယ်လို့ကန်ဆန်းတာမျိုးကန်ရရဲ့အထောက်အကူတွေများစွာရရှိတာမျိုးလေးတွေကြုံရတတ်တယ်ငဘူကပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်တာတွေရဝေးခရီးသွားနဲ့ပတ်သက်တာတွေဝင်ခွင့်တင်နာဆောင်ခွင့်နဲ့ပတ်သက်တာတွေမှာခြေတို့ဆောင်ရလှုပ်ဆောင်ခြင်းတွေအဲနိုင်ငံခြားရဝေးပြည်ပခရီးသွားနဲ့ပတ်သက်တာတွေခြေတို့ဆောင်ရလှုပ်ဆောင်အားသာခြင်းတွေကောင်းမွန်ပြီးတိုးတက်နိုင်သောကာလဖြစ်ကြောင်းထက်လောင်းပြောကြလိုက်ပါရစေမိတ်ဆွေဟောင်းအကျိုးမပေးပါဘူး မိတ်ဆွေဟောင်းနေတဲ့ပတ်တိုင်တတိတာဆင်ကျင်ပေးရလိုအပ်ပါတယ်မိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စလူမှုရေးကိစ္စတွေမှာကိုကပေးနိုင်ရင်ပေးလိုက်ပါမပေးနိုင်ရင်ဝင်မပါနဲ့ကိုပြောလိုက်ကမှကိုအမားမြင်လာတာမျိုးလေးတွေကိုကစေတနာနဲ့ဖြည့်ရှင်းပေးကမှကိုအမားကြီးဖြစ်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့ပါဝင်ခြင်းမှာတပုတ်နေတယ်ပြောခံရတာမျိုးမကောင်းတဲ့ရင်ပြောခံရတာမျိုးအဲကိုကိုမဟုတ်မဟတ်ပြီးပြတ်ခဲ့တော့ကိစ္စပြီးခဲ့တော့ဇလန်းနေတဲ့ပတ်သက်လို့ကိုကိုအနိုင်ဖုံးနှက်တဲ့စကလုံးတွေပေါ်လာတတ်တဲ့အတွက် ပြဿနာသိစာတွေကိုပေါ်လာတဲ့အခါမှာမရှင်းပါနဲ့ရှင်းရင်ရှင်းလေရှုပ်လေရှင်းလေရှုပ်လေဆိုတော့ကာလဖြစ်တဲ့အတွက်တို့ကြောင့်တော့ခဲအမှားရောမအရာရောဘီယူဆန်နေမယ်နဲ့ကိုယ့်ရဲ့ကိစ္စတွေကိုလှုပ်ဆောင်နေတဲ့အခါမှာအရှင်ကြီးကောင်းအောင်တိုးတက်အောင်စမ်းဆောင်ကြည့်တာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီတော်လာဖြစ်ပါတယ်။ငွေကြီးနဲ့ပတ်သက်ရင်တော့မိမိမှာရှိတဲ့ငွေကြီးရှိလို့ရှိရင်ဘယ်လောက်ရှိလဲဆိုတာမိသားစုလည်းမမြင်စေနဲ့ အိမ်လည်းမမြင်သေးနဲ့အဲ့ဒီငွေဟာမြင်လူမြင်ကိုမမြဲတက်တော့ကာလာဖြစ်တတ်တယ်သူကငွေကြီးနဲ့ပတ်သက်သောကိစ္စလေးတွေမှာရှိတဲ့ငားတဲ့အခါမှာတောင်းဝခတ်တာမျိုးလေးတွေချိလိုက်ငားလိုက်တဲ့အခါမှာအဲဟိုစနာလိုပေါ့ငွေကြီးကကိုယ့်ရဲ့ငွေနဲ့ကိုယ်စိတ်ညရတာမျိုးလေးဂျုံတက်တဲ့သူကသိမ့်ရဆဲရတာခတ်နေတယ်ဇာငယ်ကိုပို့ထားပါဇာသိမ့်ပေးထားပါမယ်ကောင်းပြီငွေကြီးနဲ့ပတ်သက်လာရင် ထင်တော်ခြင်းလေးတွေကိုယ်ဝင်နေကိုကိုယ့်အတွက်အကျိုးမဖြစ်စေသောလုပ်ငန်းလေးတွေမှာရှိလိုက်ငားလိုက်ပြောဆိုလိုက်တဲ့အခါမှာထင်တော်ကြံ့ကြံ့မှုလေးတွေတပည့်စင့်ပြန်လို့ရတာမျိုးတွေထက်ကျင့်ထက်ကျင့်စူးစမ်းရတာမျိုးတွေအဲကြုံရတတ်တဲ့အတွက်ကြောင့်မလို့ကိုယ်ဝင်နေကိုစိတ်တမဲ့စိတ်ညစ်ခံမနေပါနဲ့လို့ဆရာကထပ်လောင်းပြောကြားလိုက်ပြရစီအဖွဲ့အစည်းသင်းခွင့်နဲ့ပတ်သက်တဲ့အခါမှာအဲဆွနာလို့ပေါ့ကိုယ်အတွက်အကျိုးဖြစ်စေတဲ့လုပ်ငန်းမဟုတ်ဘဲနဲ့ပရိဟိတလုပ်ငန်းလေးတွေကိုတတိထပြုမှုဆောင်ရွက်ပါအဖွဲ့အစည်းလူပုဂ္ဂိုလ်နဲ့ပတ်သက်ရင်ကိုယ့်ရဲ့အတွေးအခေါ်ကြီးကကွဲလွဲနေရတဲ့အတွက်တူတူတိတ်တိတ်နေပါ အလူခံပုံကူမျိုးတွေအလူခံဌာနမျိုးတွေပဓာန်ကြဆိုင်ရာလုပ်ငန်းလေးတွေမှာတော့စေတနာတွေလိုတာထက်မပိုစေနဲ့ဝေဒနာတွေဖြစ်ရတတ်ခြင်းနားလေရခြင်းပရိုက်တာတွေမှာမှဥဆောင်ပြီးတော့အဲစိတ်ရင်ကင်ပြီးတော့ဘာညာဆိုတော့မှအထင်လွဲခံရခြင်းပြဿနာတွေစေတနာတွေဖြစ်ရှင်းရတာမျိုးတွေကြုံရတတ်တဲ့အတွက်မလိုအပ်သောပြဿနာအရှုပ်တွေဖြစ်ရှင်းရတတ်တဲ့အတွက်ဖြစ်နိုင်ရင်အကျိုးမရှိသောကိစ္စကိုယ့်ရဲ့စီးပွားမှာဖြစ်တွန်းစေသောကိစ္စတွေကိုတတိထားပြီးတော့တူတူတိတ်တိတ်နဲ့ဖြစ်နိုင်ရင်ကုညီနိုင်ကြောက်ကုညီပြီးတော့ပို့ပြီးတော့ဥဆောင်ခြင်းအမိခံခြင်းတွေတတိပြုစင်နေရလိုအပ်ပါတယ် ဘဇက်ကဖျားလက်ကကာယာဖြစ်တတ်တော့လာဖြစ်တတ်တဲ့အတွက်ဘဇက်ကပဲဖျားတာနေတာမျိုးတည်းလက်ထွေကြကြလည်းဖျားတရားလုပ်ဖို့လိုအပ်ကြောင်းနဲ့ဘုဒ္ဓဘုရားဥဒသမီးတွေမိတ်ဆွေများဟာဒီကာလမှာဖျားတရားလုပ်ဖို့အတွက်လုံစားခက်ခဲနေတော့ကာလဖြစ်တဲ့အတွက်ဘာသာတရားရဲ့အဆုံးအမတစ်ခုခုကိုအမြဲတမ်းကြိုးစားပါဖျားတရားကိုမမိပါနဲ့ဘဇက်ကဖျားလက်ကကာယာမဖြစ်စီဘူးလေထားလောင်းပြောကြားလိုက်ပါစီဆက်ပစ္စည်းအဟောင်းတွေ အဆုတ်တွေအပြက်တွေအသုံးမလို့တဲ့ဆက်ပစ္စည်းတွေရှိတဲ့အခါမှာစွန့်ပေးတာမျိုးတွေလုပ်ပေးဖို့လိုအပ်ပါတယ်။ဒါအပြင်မထင်မှတ်ဖက်နဲ့အပူတွေနှစ်ယောက်ဧည့်သည်ခီးသွားလာတတ်တဲ့အတွက်မထင်မှတ်ဖက်နဲ့အပူတွေနော်သို့မဟုတ်မထင်မှတ်ဖက်နဲ့ အပြရဘောဆောင်နေဧည့်တဲ့နေရာမထင်မပဲမမျော်လင့်မဲ့ရောက်ရှိလာတတ်ပါလေခင်ဗျာဒါဆိုရင်မိမိရဲ့မိသားစုဝင်အတွင်းမှာတဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေခဏခဏဖြစ်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ဒါလေးတွေကိုသတိပြုဆင်ခြင်ပြီးပါလက်မခံတဲ့တော့မပြောဘူးဒါပေမဲ့မိမိတို့ရဲ့အနေနဲ့ခက်ခဲတဲ့ကြက်တဲ့တဲ့ဆနလိုကမဖြစ်မနေလက်ခံရတဲ့အခြေအနေတစ်ခုရောက်တဲ့ဆိုရင်တော့မိမိကိုယ်တိုင်ဖြစ်စေမိသားစုဝင်တဦးတယောက်ကဖြစ်စေဂျာစာပရင်းနေမှာညာအိတ်တရက်ထွက်ပြီးလိုက်ပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာအခက်ခဲတွေကပြေပြောက်ကောင်းမှုသွားမှာအတိအကျပဲဖြစ်ပါတယ်ခင်ဗျာ မိမိတို့ရဲ့အိမ်သွင်းရေးကိစ္စမိသားစုရေးကိစ္စညီအစ်ကိုမောင်နှမကိစ္စတွေကိုမိတ်ဆွေတွေကိုယုံပြီးတော့တိုင်ပင်တာမျိုးလေးတွေဟာအားနည်းချက်ကိုဖြစ်စေတတ်တယ်လို့အခုတယောက်ကကိုယ့်ကိုစေတနာတွေဟာကိုကတော့ရိုးရိုးယုံကြည်လို့တိုင်ပင်လိုက်ပြီမယ်ကိုယ့်အပေါ်မှာဖြစ်အားလေးတွေဖြစ်စေတတ်တဲ့အတွက်ကိုယ့်ရဲ့အတွင်းသတင်းကိစ္စလူသိမခံလို့သောကိစ္စတွေကိုတိုးတိုးသိသိနဲ့လှုပ်လှုပ်ဝဲဝဲတာနေရန်အတွက်တော့လိုအပ်ပါတယ်ငွေကြေးနဲ့ပတ်သက်ရင်တော့ကိုဟာကိုတော့အကောင်းပါပဲဒါပေမဲ့သူများကိုစေတနာတွေပို့လို့ချိလိုက်တာမှငားလိုက်တာမှပြန်တော့ခက်တာမျိုးတွေကြုံရတတ်တယ်လို့ မိသားစုအိမ်ရေးကိစ္စလူရေးကိစ္စလေးတွေကြောင်းတော့ငွေကုန်ကြေးကျအများရတတ်ပါတယ်ထပ်ပြောပါမယ်အရေးကြီးတာအလောင်းကစားတတိပြုပါအလောင်းကစားနဲ့ပတ်သက်လာရင်ဟဲ့အောင်လောင်းမလားလို့တော့မလောင်းနဲ့ပေါ်တကူရအောင်သာမီဒီလာဟာဒီကြတဲ့မိတ်ဆွေတို့နဲ့မိတ်ဆွေတို့ရဲ့အိတ်ကတ်တွေကိုလာပြီးတော့ကိုနှိုက်ကြည့်မယ်ကာလဖြစ်တဲ့အတွက်အလောင်းကစားနဲ့ပတ်သက်ရင်အတော်ကိုတတိပြုစီရင်ရတော့လိုအပ်တော့လာဖြစ်ပြီးတော့မိတ်ဆွေပေါင်းတဲ့နေ့ဟိုမှာပေါ့ဟို အလောင်းစားနဲ့ပတ်သက်တာတွေအပြော်ပါနဲ့ပတ်သက်တာတွေမိန်ကောင်းဆွေကောင်းတွေမိသားစုတွေအိမ်လွှင်းရေးတွေအဖွဲ့အစည်းတွေတင်းဖွဲ့ဂျာတာပိတ်ကျုံနဲ့ပတ်သက်ရင်အားနဲ့ဇီတော်ကာလာဖြစ်တဲ့အတွက်အတွေးလွန်တာမျိုးတွေညာအိမ်မပြောတာမျိုးတွေကျမ်းမာရင်းနဲ့ပတ်သက်လို့ရှိရင်တယောက်တည်းစိတ်ညစ်စရာတွေတွေးနေတာမျိုးတွေစိတ်ညစ်စရာအတွေးတွေကိုကိုကစိုးရိမ်ပူပန်နေပို့ပို့ပြီးတော့တွန်းအားဖြစ်စီပြီးတော့အစင်မပြေမှုတွေတိုးတက်တဲ့အတွက်စိတ်ကိုပျော်အောင်မွေးပါစိတ်ပျော်ကိုယ်နုဆရာငယ်လိုရွှေရှော့အောင်မွေးပါ ၎င်းမိနော်စိတ်ပျော်သလိုနေပါစိတ်ပျော်ကုန်မှုမှာဒါမိတ်ဆွေတို့အတွက်ကောင်းမွန်တိုးတက်မဲ့ကာလဖြစ်ပါတယ်ဒီလကတော့ဒီမှာလူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်တော့ချစ်သူတမီးစားမိသားရှိသူတွေအနေနဲ့ကြီးစားရရင်တော့တေချာတဲ့ကျင်းတည်တဲ့အိမ်အောင်ကြတာမျိုးဖြစ်တတ်တယ်သို့တော့ အဲမိတ်ဆွေတို့เนี่ยမရနိုင်ဘူးလို့တော့မပြောတော့ရရင်တော့အိမ်တော်ဘက်မထင်မှာပဲအိမ်တော်ကြတာမျိုးတွေစုပ်ဘောလက်ဘောဝင်တက်တယ်သို့တော့မိမိတို့အနေနဲ့ကိုကအမြဲတမ်းနှုတ်ထားပြီးပြောဆိုတာမှာအထင်လွဲခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ချစ်သူသမီးကြီးစားနဲ့ပတ်သက်လာတဲ့အခါမှာကိုယ်တိုင်ဓာတ်ရိုက်ပြောတာမျိုးတက်ဈာခံတယ်လို့တခုခု ခံပြီးတော့တဦးတယောက်ကို ခံပြီးတော့ပြောဆိုအဲခိုင်းတာကပုံကိုကောင်းတယ်မပြောတာကတော့ပုံကောင်းပါတယ်ခင်ဗျာနော်တိုးတော့တမီးစားနဲ့တဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့မိတ်ဆွေများသုံးသွင်းဆိုင်ဖြစ်နေတာမျိုးလေးတွေကြားလို့ခံနေတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေတို့အနေနဲ့အရှိရင်နဲ့ပတ်သက်လာတဲ့အခါတမီးစားများအနေနဲ့ပတ်သက်တဲ့အခါမှာမိမိတို့အနေနဲ့ဘာကိုဖြစ်ဖြစ်မိမိတို့ချစ်သူအပေါ်မှာမိမိရဲ့ဖူးစာဘက်အပေါ်မှာအယုံကြည်လွန်တာမျိုးလေးတွေကိုတတိယဆင်ရင်ပြီးတော့တယောက်နဲ့တယောက်တူနဲ့တူ ဟိုတည်တည်ချာချာလေးနှိမ့်နေနေတတန်းနေနေဖြစ်ဖို့လိုအပ်တယ်ပြီးတဲ့အခါတစ်ခုတော့အကြံပေးခြင်းပါလေဘုတ်တခုရအောင်သာသမီးတွေဒီလတာတော့ဒီမှာလူငယ်များအခုပြောပါတယ်အချို့အရာတွေကဟိုနွားရကောင်ဆရာတို့ကျိုးနဲ့ဆွဲတဲ့အခါသူကရှင်းမလိုက်ရှင်နောက်ကန်နေတယ်ကိုကလည်းရှေ့ဆွဲနေကိုလည်းပြင်ပန်းတယ်လို့နောက်ကနွားလည်းပြင်ပန်းတယ် ။နောက်အဲ့တော့ဟိုရှေ့ဆွဲလို့မရတဲ့အရာတွေကိုတစ်ခါလေမှာအခုလွတ်မရှာရင်နောင်လွတ်ရှာမှာရှေ့လည်းပြီးမြောက်တဲ့အတူတူတော့တစ်ခါလေမှာစုပ်ကင်ထားတာတက်လွတ်ရှာလိုက်တာကပိုကောင်းပါလေလို့ဆရာကအကြံပေးလိုပါတယ်။ပြန်ကောင်းပြီ။အဲအရှင်ရင်းနဲ့ပတ်သက်လူငယ်တွေသမီးစားရင်းနဲ့ပတ်သက်လိုက်ဂျားလူဝင်ခံရတာမျိုးတွေဂျားလူဝင်တာမျိုးတွေသို့မဟုတ်တန်ရစိတ်တွေဥတုစိတ်တွေအရက်အတန်တာမျိုးတွေကြောင့်မိမိရဲ့ပူဇာဘက်ပေါ်မှာစကလုံးလေးတွေပြင်းပြထန်ထန်နဲ့ပတ်သက်ပြီးတော့ပြဿနာအရှိတင်လေးတွေဖြစ်ရတာမျိုးတွေတတိပြုစင်ရှင်မှာအဝေးကွာနေတော့ မီးစားများအနေနဲ့ကတော့ဘာမှစိုးရိမ်စရာမရှိပါဘူး။အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့စိတ်ချမ်းသာစရာပါပဲ။ငဘောကဆက်သွဲပြက်နေသူတွေဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးတွေကြုံရတတ်တယ်လို့မိမိတို့အနေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်ဒီကာလမှာကောင်းသောဆုံးဖြတ်ချက်တွေကောင်းသောအရာလေးတွေကိုရှေ့လို့ဆောင်ရွက်ပြီးတော့တိုင်ပင်ညီနိုင်ပြီးဆောင်ရွက်ပါ။အိမ်တော်ဘက်နဲ့ဆက်ဆက်ပြီးတော့အိမ်တော်ဘက်ရဲ့ကျမ်းမာရေးအနေနဲ့ညံကျင်းမျိုးလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေအိမ်တော်ဘက်နဲ့ပတ်သက်လာရင်မိမိရဲ့အိမ်တော်ဘက်ရဲ့စိတ်အစဉ်မပြေမှုတွေကြောင့်ကိုကဘယ်လိုဆိုင်တော့ဖြစ်နိုင်မလဲသို့တော် နည်းနည်းလေးပူပန်ရတာမျိုးလေးတွေအနည်းငယ်ဖျားတတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုသတိပြုစင်ကြင်ရအတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဘုတ်တခုရောက်တာသမီးတွေဒီလာတာတော့ဒီမှာဆိုရင်ဘာကိုဖြစ်ဖြစ်ဇနီးသားသမီးတို့အင်္ဂါသားသမီးတို့တွဲဖက်လုပ်တာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတဲ့အခါအဲမိတ်ဆွေတို့အနေနဲ့အချိုးပေးသောအယောင်မြင်နေနေဆိုလို့ရှိရင်တော့စင်စွဲရောင်းလို့ အနီရောင်တို့အဝါရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီပါလေဖြစ်နိုင်ဘာလုံငန်းကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ဥစည်းဥဆောင်လို့ရင်အောင်မြင်တိုးတက်မှုတွေရရှိနိုင်လို့အစုဆေးရာစုကြီးနဲ့ပတ်သက်တာမျိုးလေးတွေအခွဲစည်းဆက်တူနဲ့ပတ်သက်တာမျိုးလေးမှာရှေ့တို့ဆောင်ရလှုပ်ဆောင်လို့အားသာကောင်းမှုပြီးတော့ကံကောင်းစီပါလေ ထူးထူးခြားခြားပါပဲဒီလဟာညီကိုမောင်မဆွေမျိုးသားချင်းတွေရဲ့အကူအညီထောက်ကူကိုများစွာရရှိမဲ့လာဖြစ်တဲ့အတွက်တော့ဘုတို့ခုရအောင်တာမီးမိတ်ဆွေတရားဒီလတာတော့ဒီမှာဆွေမျိုးသားချင်းညီကိုမောင်မတွေနဲ့ပတ်သက်လို့တိုင်မြင်တာမျိုးလေးတွေနှွေးထူးအောင်ကူစားတာမျိုးတွေကြုံရတတ်တယ်အချုပ်အနှောင်ဖြစ်နေတယ်ဘုတို့ခုရအောင်တာမီးမိတ်ဆွေများမိမိတို့ရဲ့မိသားစုဝင်ထဲမှာအချုပ်အနှောင်ဖြစ်နေသူတွေသို့မဟုတ်အချုပ်ရှင်းအချုပ်အနှောင်ဖြစ်နေသောမိတ်ဆွေများအနေနဲ့မိမိတို့ရဲ့အကြက်တဲအခါကြီးအချုပ်အနှောင်မျိုးပြေပြောက်သွားစေရန်အတွက် ကိုယ့်ရဲ့အဝယ်စားသူမဟုတ်အဲ့ဒီအချုံအောင်ဖြစ်နေသူရဲ့အဝယ်စားလေးကိုနော်ရေထဲမှာရေစီးတန်တန်ဖြစ်နေတဲ့ရေထဲမှာရေမျောပြီးတော့လွတ်ပါစေဆိုပြီးတော့ဆူတောင်းမှာဒါဆိုရင်မိတ်ဆွေတို့ရဲ့အခက်အခဲတွေပြည်လဲပျောက်ကင်းသွားမှာအတိအကျပဲဖြစ်တယ်အချိုးပြီးကံကောင်းစီတော့ကနန်းအနေနဲ့ဆိုရင်တော့တစ်ကနန်းခွန်ရကနန်းရှစ်ကနန်းနေရမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီပါတယ်အချိုးပြီးတော့အရက်ဟာတော့အရှိန်မြောက်ကောင်းအရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့တောင်ဆူဆူရက်ဖြစ်ပါတယ်ခင်ဗျဒါကပြင်မိတ်ဆွေတို့အနေနဲ့ဒီသားတာတော်တွေမှာဆိုရင် ခྱི་သွားလို့တဲ့ကိစ္စခྱི་ထွက်လို့တဲ့ကိစ္စတွေအင်္ဂါသာသမီတို့အင်္ဂါနေ့တို့၃ရက်နေ့တို့၃၀ရက်နေ့တို့မှာသွားတာမျိုးတွေကမိစုတွေရဲ့ကံကိုလုံခြုံအေးချမ်းမှုတွေရရှိစေနိုင်တော့ကာလဖြစ်ပြီးတော့ passport ဗီဇာလုပ်ငန်းရဝေးခྱི་သွားတဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာရှေ့လို့ဆောင်ရွက်လို့ဆောင်ရွက်အားသာကောင်းမှာပါတယ်ဗုဒ္ဓဘုရားဟိုသာသမီမိစုများအမေနဲ့ပတ်သက်ပြီးတော့အမားနဲ့ပတ်သက်ပြီးတော့ပြဿနာရှိခြင်းလေးဖြစ်ရတာမျိုးလေးနားလည်မှုတွေတာမျိုးလေးဖြစ်ရတတ်တယ်လို့ယောက်ျားလေးများအနေနဲ့ဆိုလို့ရှိရင်တော့မိစုတို့အနေနဲ့ ိမ်နောင်ကြီးနဲ့ပတ်သက်ပြီးတော့အထင်လွဲတာမျိုးရိုးစွတ်တာမျိုးဆွဆွဲတာမျိုးခံရတတ်တဲ့အတွက်ဒီတစ်ချက်ကိုလည်းကောင်းစွာသတိပြုရန်လိုအပ်ကြောင်းထလောက်ပြောပြလိုက်ပါစီဒီလက်ကတော့ဒီမှာသတိထားဆင်နေရမယ်ကဏ္ဍအနေနဲ့ဆိုလို့ရှိရင်သတိထားဆင်နေရမယ်နေသားအနေနဲ့ဆိုရင်တော့ဂျာစာပရိသသမီးတို့ဂျာစာပရိသသမီးတွေနဲ့တွဲဖက်လောက်တာမျိုးတွေအားနည်းစည်းတယ်လို့အိမ်နွေးကိစ္စလူငွေကိစ္စတွေမှာကိုထောက်ကန့်ကူညီပေးနိုင်ကူညီပေးလိုက်ပါကိုမကူညီပေးနိုင်ရင်တိတ်တိတ်လေးတာနေလိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဒါအပြင်မိတ်ဆွေတို့အဆက်ဆက်ရရမိတ်ဆွေတို့ရဲ့အဲ သတိကြားဆင်ခြင်ပြရမယ်အချက်ကလေးကိုထပ်ပြောပြရစီဒါကတော့ဗာလဲဆိုတော့မိမိတို့အနေနဲ့ဟိုအကျွားတန်တာမျိုးလေးတွေကိုယ်မှာရှိနေတဲ့အရာလေးကိုထုတ်ကြွားတာမျိုးလေးတွေနှုတ်မရှိဘဲနဲ့ကိုယ်မှာပိုင်ဆိုင်တဲ့အရာလေးကိုယ့်ရဲ့အတွေ့အကြုံကိစ္စတွေဘလောက်ရှိတယ်ဘလောက်ပိုင်ဆိုင်တယ်ဆိုတာကိုပြောပြတာမျိုးလေးတွေကမိတ်ဆွေတို့ရဲ့အတွက်တစ်ချိန်မှာအားနည်းချက်ဖြစ်ကြောင်းနဲ့အဲမဖြစ်မနေ ကိုယ့်ရဲ့ကံကိုညှက်စီတက်တာမျိုးမမြဲတာမျိုးတွေကြုံရတတ်တယ်တူတာဒီရှယ်လီလေးကိုတတိကျစင်ပြပြရလို့အကြောင်းထားလောင်းပြောကြလိုက်ပြရတယ်မိတ်ဆွေတို့ရဲ့အဋိဌံပြုလို့လေဆရာငယ်ရဲ့မိတ်ဆွေတို့တခုရအောင်တသမီများအဋိဌံပြုခြင်းတပတ်ဆိုရင်တော့ဖြင့်ပုရိအားဆိုတော့ဂုံတော်ပတိကိုတနေ့ကိုခုနှစ်ပတ်လုံးနဲ့၁၇ရက်ဒီဒီအဋိဌံပြုလိုက်ပါကအခက်အခဲမှန်သမျှပြည်လဲပျောက်ကင်းသွားစီမှာအတိကျပဲဖြစ်ပါလေခင်ဗျာဒါကပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောက်တွေအယောက်ဖတ်စီလို့အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုတော့ဟိုကျတော့ ဟိုတိတ်ကလေးတစ်ခုနဲ့မီကတ်တိတ်ကလေးတစ်ခုနဲ့ထိတွေ့ရိုက်ပေါ့သုံးမောင်းတိတ်ဆိုဘယ်လိုတိတ်ပြီတိတ်ကလေးတစ်ခုနဲ့တိတ်ကလေးဟိုလာဆွမ်းလာလို့ပေါ့အတန်လေးတိတ်ပြီးတော့စိတ်ထဲကနေပြီးတော့ခက်ပြင်းပြင်းလေးနဲ့ရောင်းထွက်ပါစေရောင်းထွက်ပါစေဆိုပြီးတော့ခုနဆက်ထိတိအသက်အောင်ပြီးတော့ရိုက်ပုတ်ထိတွေ့လာတယ်မိတ်ဆွေတွေရဲ့ကွန်ပျူတာအယောင်းဝယ်တွက်ပြီးတော့အယောင်းထပ်သွားစီမှာအတေကြာပဲဖြစ်ပါလေခင်ဗျာဒါကပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာ အဆက်ဆက်ရအောင်မြင်စီရန်တို့အရှိတ်ဆူဆူရက်ကိုမျက်နှာမူပြီးတော့လက်ကုပ်လက်ဝါးသုံးချက်တီးပြီးတော့လိုရာကိုပြောဆိုဆောင်ရွက်သွားရင်အောင်မြင်တိုးတက်စီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရရအစဉ်ပြေတိုးတက်စီပြီးတော့ငွေကြီးကံအားကောင်းစီရန်တို့ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ဆရာပေးနေကြပါပဲအရဟံဆိုတဲ့ဆန္ဒကိုဟိုဆန္ဒရတေဥက္ခဏီရဲ့ခါတာလေးရွတ်ပါဒါပြီးတော့ငွေကြီးကံအဆက်ဆက်ရအစဉ်ပြေစီပြီးအောင်မြင်တိုးတက်စီရန်အတွက်ဆိုရင်ကျွေးပကံများတစ်ချက်တည်းမှာလက်ဖက်ကပုံပုံပုံ တောက်ရီကတစ်ခွက်တည်းအလဲမှာဆင်ပြီးထွင်းပြီးတော့ငွေကြီးကံကောင်းစီရန်စူတောင်းမှာဒါဆိုရင်မိတ်ဆွေတို့ရဲ့အခက်ခဲတွေအားလုံးအဆင်ပြေအောင်ပြီးတိုးတက်ပြီးတော့ဂျင်းသေးဒီလာကစားလို့ကံကောင်းလာစီမှာဗုဒ္ဓဖူးရာဟုသာသမီးတွေအတွက်အတင်ကြာပဲဖြစ်ကြောင်းနဲ့အတာစားတဲ့ဗုဒ္ဓဖူးရာဟုသာသမီးမိတ်ဆွေတွေအတွက်ဆရာတို့ကံစကောင်းပါပြီလို့ပြောရင်းနဲ့ကဲဗုဒ္ဓဖူးရာဟုသာသမီးမိတ်ဆွေတွေယရနာစိန်ချောက်ဇေတောက်တန်းကစားနိုင်ကြပါစီတက်နေတဘိုးလက်ဝေဖြုတ်ခဲ့လို့စီစဉ်ယရနာများပူပွားပြီးတဲ့အခါအောင်မြင်မှုအပေါင်းတော်ကူဆောင်းပါစီကြောင်းဆရာကမိတာကိုစုတောင်းရင်းနဲ့ နောက်တစ်ပတ်မှာပြန်ဆုံကြရအောင်ခင်ဗျာကျေးဇူးတင်ပါတယ်မန္တလေးရမိတ်ဆွေများဆရာနဲ့လာတွေ့ရင်တွေ့လို့ရတယ်ဆိုတဲ့အကြောင်းပြောရင်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်